တယ်ပဲရှိတာကွာဟမ်သူ့ရဲ့ကိုနဲ့ချစ်တယ်ဘယ်လောက်ကြအေးငါညမနဲ့နင့်ကိုနဲ့ချစ်နေတယ်ကြားပြီအဲအဲ့ဒါကိုကြတော့သူတို့ကြတော့ယူပြီးအခုအိမ်တော်ကြတာပဲ၄၅ချောင်းနေတယ်ကြားအခုငါတို့ကအခုချိန်ကြီးမယူပါဘူးပြောတော့သဘောတူပါတယ်သဘောတူပါတယ်ဆိုပြီးတော့အခုချိန်ကြီးမင်းကိုနဲ့လက်မထားဘူးသူ့လည်းကိုကြီးကိုပြောတာပဲကိုကြီးကမရဘူးအရင်စင်ညဖို့ကောင်းတာပဲကိုကြီးကသူ့တွက်ဖဲတွေးတာသူ့တက်ကြတော့မတွေးဘူးအရင်စင်ညတာပဲအိမ်မှာမရရင်လည်းသူ့ပြောတယ်ကြုံရုံလုံးအဲ့ဒါဒီလိုလို့နော် ။ तू อ่ะသဘောတူတယ်သဘောတူတယ်ပြောပြီးတော့ငါတို့ညောင်ကြတော့မပေးသားဘူး။ငါညမောင်ကြတော့ तू อ่ะအပိုင်ယူတယ်။အဲ့တော့စူကိုခေါ်ပြီးလိုက်မယ်။အော်အဲ့လိုမျိုးတော့လုံးပါနဲ့ကိုကိုကလည်းသူ့ဟာတတိချာချာပဲပြောပြီးတော့တတိချာချာပဲအဲ့လိုမျိုးလိုချင်တာအဲ့လိုမျိုးကိုရှုပ်ကိုရှုပ်နဲ့ခူးပြီးခူးပြရတာမျိုးသူမလိုချင်ဘူး။ဟာစူမင်းမကြတော့ကြည်သူယူတာကူလေးကချုပ်တွေပဲရောက်ပြီးနင့်ကိုကိုချိန်ဒီမပါဘူးမပါဘူးလေဟမ် ဲ့ဒါကြတော့ဒါတငါ့ကိုတက်တက်လုံနေတယ်လို့မဖြစ်မနေဘူးလားကဲပြောသူ့လည်းမကျင်းတတ်ပါဘူးကိုကြီးက तू ကြတော့အကြီးဆုံးဆိုအိမ်တော်ကြီးပြုတ်ပြီးတော့သူ့ကိုကြတော့နေရွှေညာရွှေနဲ့နှစ်တင်နေတော့ချင်းနေသူ့လည်းခဏခဏပြောနေတာပဲစိတ်ညစ်တာပဲဟေး तू ကကြတော့ယူတာကိုညမအရင်ခောက်ခောက်လေနော်လင်းကကြောင့်နေပေါင်းနေပြီအခုချိန်ကြီးဘာမှမပါသေးဘူးအဲ့တော့ဘလို့ပဲပြီးကိုညမဟိုနောက်ထပ်ဘယ်ကိုလောက်ခိုင်းလဲမကောင်းဘူးလား ပြောနေတယ်မဟုတ်ဘူး။နော်။သူ့လည်းအင်ကြောက်ဆိုရင်ရောင်းမအောင်လေကတ်ပြီးတော့ပြောကြည့်လိုက်မယ်ချွတ်ကြည့်လိုက်။အေးဘောအဓိကသူ့နဲ့ကိုနဲ့ဒီလည်းရဖို့အရေးကြီးတယ်။ဒါမို့အဲ့ဆိုလို့ရှိရင်ကိုကိုကြံလိုက်တယ်။ခဲဝင်။ဟိုသူ့လည်းကိုရောင်းမအောင်သူချပြောဦးတော့။ပြောလိုက်ပြောလိုက်။ကိုလည်းကိုညမအောင်တေချာလေးရောက်တော့ပြန်လုပ်ပေးလိုက်ဦးမယ်။ပုံလေးပါလေးပဲပြီးတော့လေးနည်းနည်းချဲလိုက်ရကတ်။အေးပါအေးပါ။အဲ့ဆိုရင်ဟိုဘတ်တော်လို့အဲ့လိုနေချင်နေပြီလို့အဲ့ဒါပြောမလို့ဟာ။ ဒုက္ခပါပဲဟာစကားပြောလက်ပတ်ပတ်လိုက်ဟာငါမဖြစ်နိုင်လို့ပြောနေရတာငါမပေးစားချင်လို့သဘောမတူလို့မဟုတ်ဘူးဘာလို့မဖြစ်နိုင်မှာလဲရှင်တော်တမယူသားသေးတာပဲဘာလို့ရှင်ညမကမှတွန့်တုံနေရလဲဟိုညမကိုတွန့်တုံနေမှာတူတူပြောစမ်းပါအတိတ်ကအဖေအဖေเนาะအဖေကသူ့သမီးကိုတရားအောင်ချက်တာသူ့သမီးသားယောက်ျားယူပါကြည့်ခောက်ခနဲ့သေးတော့မှအခုတော့မေလာညလာသိတာမဟုတ်ဘူးအပေါ်ရပြောမနေနဲ့ရှင်တမမလိုချင်မဲနဲ့အချိန်ဆွဲတာအချိန်တော့ရောရှင်အဲ့လိုပဲပြောခဲ့တာပဲလေ ရှေ့ကမှာရှေ့ပြန်မသေးလို့လေမဟုတ်ဘူးလေအဲ့တော့လေအဖေကတခြားရှောင်းနဲ့နေလာညလာတိတာမဟုတ်ဘူးလေနောက်မှပြတ်သူကျမ်းမကြီးပြန်ကောင်းဆုံးခုမှပြန်ဖြစ်လာတော့မတတ်နိုင်ဘူးလေဟာဟာဒုက္ခပါပဲဟာတော်ပြီသားနော်ကျမအကိုနဲ့သဘောမတူဆိုရှင်နဲ့ကျမနဲ့အကွဲပဲ။အော်နည်းနည်းကွဲမယ်ဆိုတာဒီမှာမဟုတ်လေကွဲမယ်ကွာမယ်အကြောင်းလေးပဲပြောနေတာတူတူပြောပါအဖေကနေကောင်းတာမဟုတ်ခေဒီလိုလို့ဟာနင်းအကိုပြောလိုက်အဖေရှိမှလာတော့လို့အဖေသဘောတူရင်ယူလိုက်လို့ရှင်တကယ်ပြောတာနော် တကယ်ပေါ့ဟာရှေ့ယောက်ျားကလေးနော်ဩယောက်ျားပါနည်းမသိဘူးလားပါလေဟုတ်လေနည်းယောက်ျားပါလို့နည်းမယုံဘူးလားလို့ပြီးရောအဲ့ဆိုကိုကြီးကိုပြောလိုက်တော့မယ်သူ့ဖေရှင်မှာလာတောင်းလို့အေးဟုတ်တယ်ပြောလိုက်အဲ့ဆိုအစင်ပြေးဝိုင်းမလားအစင်ပြေးဝိုင်းဟဲ့လားထဲတော့ပါလေထမင်းစားခြင်းနဲ့လို့ကိုယ့်ကိုသွားစားဩနည်းလည်းဟာခုပေးပါตายเหยาเบอาอภัยนี่ไม่ก้าวนี่ดอกกว่าเมนูอะไรสกาดิมะนี่ไล่จ่าดาวูอ่าทุกข์บาเบคุณน่ะยังผิดนี่เนาะถ้าไม่ซวยอะกูมาสกาดิมะหลุเด้ ဲလာပါမိမရဲတခါရဲပါဘာလဲတခါရဲပဲခုပေးလိုက်ပါလို့သမင်းဟောတန်နေလဲဒါဆိုရင်ကိုကကိုရောက်ခရီးကိုလိုက်ပြောလို့ကိုရောက်ခရီးကသဘောလို့ယူဆိုတဲ့ယူလို့ရပြီပေါ့ဒါပေါ့သူကလေအင်းကရောင်းမအောင်ရောကိုကြီးရောမတရားတွေပြောခဲ့ရတာနော်အေးအတိရယ်ဟိုတနည်းရတွေကနေပြီးတော့ကိုရဲ့ညီမကိုပြောပြဖို့အကြောင်းနမူနာစာတွေလုပ်လိုက်နားကြီးအောင်လုပ်ပေးလိုက်တော့ဒါဆိုရင် 들어올리면 이 앞에 또 하는 대로 오케이 오늘 더 하면 되는 자리에 담에 이시 말아 들어가 아 좋이 어그 로 아니야 그로래 바고 그래요 그거가 이만 라이브요 아 좋이 야리야로다모르 지금이 뭐 모르네 아마 가네 네 자비오게 비비 그거가 나들이 자비오래도와아 정말 바로 그리요 야 그리네 아 쌤이 와비 소리는 숨에 꽂네 嗯，哎，够了。哎，那阿叔，哎，侬。ဦးလေးဦးလေးကိုကျွန်တော်ကခွင့်တောင်းမှုပါ။အော်ကျွန်တော်တို့နှစ်ယောက်ကကြိုက်နေတာလေကြားပါမယ်။အဲဒါကြိုက်တာတော့ကျွန်တော်ညီမနဲ့ဦးလေးသားဟိုကိုကြီးခင်လိုင်းနဲ့အတူတူပဲကြိုက်ကြတာပေါ့။ အဲကျွန်တော်ညီမနဲ့ဝေးကင်းလိုက်နေရတော့ညားတာ၄-၅နှစ်ရှိပြီဆိုတော့ကျွန်တော်ရဲ့အချက်တန်းကလည်း၄-၅နှစ်လောက်ရှိပါပြီအဲဥလေးကိုပြောမယ်ပြောမယ်ပြောမယ်နဲ့အဲကိုရမပြောခိုင်းတာပေါ့နော်အဲကြောင့်ဥလေးကြီးကအဲဆုနဲ့ကျွန်တော်နဲ့လက်ထပ်ဖို့အတွက်ကိုဟိုသဘောတူလားမတူလားဆိုတော့ဥလေးရှိမှာအဲအဲလာခွင့်နောက်နောက်မှာ ဦးလေးကသဘောတူလဲဆိုရင်ယူမှာပါသဘောမတူဆိုတော့ကျွန်တော်တို့ကစောင့်နေမှာအဲသဘောတူလားမတူလားလို့ငါမေးတာဟုတ်နောက်နေတော့ဖြည့်ဖြည့်ဖြည့်အေးအေးဦးလေးဦးလေးအဲ့ဒါမရှိဘူးဟေးဟေးဦးလေးအဖေဦးလေး ုပ်လို့ရှိရင်အဖေခောက်ခနဲ့တည်သွားမယ်ဆိုအခုခောက်ခနဲ့တည်လာပဲလေမိကိုကတတ်ချင်တယ်နော်နေလဲနေလဲမင်းပြောတော့နားမတော်ဘူးနဲ့ဟိုညီမလေးမဟုတ်တမ်းကြရင်ရှောက်ကမဆွတ်တဲ့ဆရာဝါတခါလေးပြောထားပြီးသားအဖေကိုနေလားညလားမသိဘူးလို့ပြောထားပြီးသားအခုလေကိုကိုနဲ့ညီမလေးနဲ့အဖေကိုခွင့်တောင်းပြီးတော့အဖေအင်းလို့သဘောတူပြီးတော့မှတိတ်သွားတာကိုကြီးရဲ့ဟာနင်းငါငါလုံးပြီးတော့နေတည်တော့မယ်နော်နေတည်တော့မယ်ညီမ ငါပြောတယ်အဲ့ဒီမှာခောက်ကနေသေသွားလိမ့်မယ်ဆိုတော့ဒီကောင်မတရားလာပြီးတော့အဲ့လိုအဖေကိုပြောလို့ခောက်ကနေသေတာလေဟာအဖေကနေလာညလာမသိဘူးဆိုတာဆရာကပြောတဲ့သဘောကအဖေကလေကိုဗာလဲတိတ်ငယ်ပြန်တယ်လို့နေလာညလာမသိလို့ပြောတာသေဝမမလို့ပြောနေမှာဘုံနေနားလေလားဟိုကြီးညီမလေးကဘာမှမဆိုင်ဘူးကိုကြီးကိုကြီးကြတော့မိမယူပြီးတော့ညီမလေးကလည်းလင်ယူဝတ်ပေးပါအောင်ကိုကြီးကနေကြပါအောင်စကားပြောရင်ငိမ့်ငိမ့်လေးထိုင်ပြောပါကျွန်တော်မောင်ညီမတယောက်ထားပေးပါမယ်ခိုးဘက်သွားလိုက်ဒီဘက်သွားလိုက်ခိုးဘက်သွားလိုက်ဒီဘက်သွားလိုက်ဒါကိုလိုက်ကြည့်ရတာဇက်တွေကိုဒေါ်လာတွေနဲ့လုံးကဒေါ်လာတွေဒေါ်လာတွေနဲ့မလုံးနဲ့နော် အခုခမည်းညမနဲ့ကျုပ်နဲ့ကြိုက်တာလဲကြာပြီကြာတော့ပါပဲအေးကျုပ်ညမကြတော့ခမည်းကယူပြီခမည်းညမကြတော့ကျုပ်သဘောမတူတော့ဘာသဘောလဲမတူဘွာမတူရှင်းပါသဘောမတူတာလဲကျမကိုရှင်းလဲတော့ကျုပ်ကသဘောတူတူမတူတူဒီမှာခမည်းသဘောမတူလဲခမည်းညမကိုကျုပ်ကခေါ်ပြေးပါပဲဟောငါသဘောမတူဘူးကွာဟာတော့ရှင်းရမယ်